ှစ်ပေါင်း20ကျော်ဝေးကွာနေအာရှ U70 ပြိုင်ပွဲမှာပြန်လည်ပါဝင်ခွင့်ရအောင်ဆန်းဆောင်နိုင်ခဲ့ရကြောင်းအခုလိုဂုဏ်ပြုခြင်းခံနေရတဲ့မြန်မာကစားသမားများပရိသတ်များအလုံးမဲမင်္ဂလာဝါရှင်မြန်မာ Star Page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် ပေါ်လုံးချစ်ပရိသတ်ကြီးဒီနေ့မှာတော့မြန်မာပရိသတ်တွေနှစ်ပေါင်းများစွာမျှော်လင့်တောင်းတခဲ့ရတဲ့အိမ်မက်တစ်ခုအမှန်တကယ်ဖြစ်လာခဲ့တဲ့အကြောင်းကိုပြောပြချင်ပါတယ်။လူငယ်နှစ်ပေါင်း20နီးပါးကာလကိုပြန်ကြည့်မယ်ဆိုရင်မြန်မာပေါ်လုံးလောကကအာရှအဆင့်လူငယ်ပြိုင်ပွဲတွေမှာဝင်ခွင့်ရဖို့အတွက်ရုန်းကန်ခဲ့ရတာအလုံးအသိပါပဲ။ဒါပေမဲ့ဒီနှစ်2025ခုနှစ်မှာတော့ဒီသမိုင်းစိုးကိုချိုးဖြတ်နိုင်ခဲ့သူတွေပေါ်ထွက်လာခဲ့ပါပြီ။သူတို့ကတော့ sorry အရေးပြောင်းမှကျင်းပါမယ်2026အာရှဖလောင် AFC U70 ASEAN Asian Cup ကိုဝင်ခွင့်ရရှိသွားတယ်မြန်မာ U17 အသင်းသားတွေပဲဖြစ်ပါတယ်ဒီကောင်လေးတွေရဲ့ဆွမ်းဆောင်ရင်ကတာမန်မဟုတ်ပါဘူးခြေစစ်ပွဲအုပ်စုအစ်မအာဖဂန်နစ္စတန်နီပေါ်အိုမန်တို့လိုအသင်းတွေကိုဂိုးပြတ်အနိုင်ယူခဲ့တဲ့လို့ အုပ်စုဘလူပွဲဖြစ်တဲ့ဆီးရီးယားနဲ့ပွဲမှာလည်းအကောင်းဆုံးဦးဆောင်ကစားပြီးတော့တရေရောင်းလက်နဲ့ခြေစစ်ပွဲအောင်မြင်ခဲ့ရပါဒီလိုမျိုးနိုင်ငံကုံဆောင်နိုင်ခဲ့တဲ့သူရဲကောင်းတွေကိုထိုက်တန်တဲ့အကုန်ပြုမှုတွေကလည်းချက်ချင်းဆိုသလိုရောက်ရှိလာပါတယ်အထူးပြောချင်တာကတော့မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဦးစောစောရဲ့စေတနာနဲ့ပံ့ပိုးမှုအပိုင်းမှာပဲဦးစောစောဟာဒီပွဲစဉ်တစ်လျှောက်လုံးကစားသမားတွေနဲ့တူရှိနေခဲ့ပြီးတော့အောင်ပွဲရတဲ့ချိန်မှာတော့တိမ်မောင်းတောင်းချီတဲ့ပမာဏနဲ့ညီမျှတဲ့ ကုန်ပြူချင်းမြင့်မှုတွေကိုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ဒါကရိုးရိုးရှင်းရှင်းငွေကြေးပံ့ပိုးမှုတသက်မဟုတ်ပါဘူး။မင်းတို့စူးစမ်းရင်စူးစမ်းသလောက်ငါတို့ဘက်ကပံ့ပိုးမယ်ဆိုတဲ့ယုံကြည်မှုကိုတိဆောက်ပေးလိုက်တာပါ။ ဦးစောစောနေနဲ့ကစားသမားတအူးချင်းစီရဲ့စ조사အထောက်မှုတွေကိုအတိအမှတ်ပြုတဲ့အနေနဲ့အခုလိုရဲရဲရော်ရော်ချင်းမြင်ခဲ့တာဖြစ်ပါတယ်။ MFA ရဲ့ထုတ်ပြန်ချက်တွေနဲ့သတင်းတွေအရစွတ်စွတ်ပေါင်းဂုံပြူချင်းမြင်ငွေကတိမ်ပေါင်းတောင်းချီကျော်ရှိတယ်လို့ဆိုပေမဲ့ဦးစောစောရဲ့ပုံကူရင်းအရပန်ပုံမှုတွေလိုလေးသေးမရှိစီစဉ်ပေးမှုတန်ဖိုးတွေနဲ့တွက်မယ်ဆိုရင်တော့ဒီထက်မကများပြားတဲ့ပမာဏလို့ဆိုနိုင်ပါတယ်။ ဒါတိမ်မကသေးပါဘူးနိုင်ငံတော်အစိုးရအနေနဲ့ဒီလူငယ်လေးတွေရဲ့စူးစမ်းမှုကိုမျက်ကွယ်မပြုခဲ့ပါဘူးနိုင်ငံတော်ကနေလည်းဂုံပြူစုငွေစက်သိန်းပေါင်းတထောင်တိတိကိုထပ်ဆောင်ချင်းမြင့်ခဲ့ပါမှာလေဒါကြောင့်ဒီကစားသမားလေးတွေအတွက်တော့ငွေရေးချေးရေးပူပန်မှုမရှိပဲရှေ့ဆက်ရမယ့်အာရှဖလားပြိုင်ပွဲကြီးအတွက်စိတ်တက်ခွန်အားတွေအပြေအဝရရှိသွားစီမှာတည်ကြပါရယ်ပရိသတ်တွေဘက်ကကြည့်မယ်ဆိုရင်လည်းဒီလိုမျိုးချင်းမြင့်မှုတွေဟာဖြစ်တဲ့ဖြစ်တိုက်တဲ့အရာတွေပါဒါကြောင့်လဲဆိုတော့သူတို့ဟာရေးသားမြေသားမှာမြန်မာအလံကိုလွှင့်ထူပြီးတော့ ငါတို့မြန်မာတွေကလို့ကြွေးကြော်နိုင်ခဲ့ကြလို့ပဲဖြစ်ပါတယ်။ Syria လို့အတင်းကြီးကိုရှင်းကစားပြီးတော့နောက်ဆုံးမိနစ်အထိအရှုံးမပေးတဲ့စိတ်ဓာတ်ကငွေနဲ့တန်ဖိုးဖျက်လို့မရနိုင်တဲ့အရာပါ။ဒါပေမဲ့အခုလိုမျိုးဥစုံစုံနဲ့နိုင်ငံတော်ကထိုက်တဲ့တန်နဲ့ချင်းမြင့်လိုက်ခြင်းကနောက်ထပ်ပေါ်ထွက်လာမယ့်မျိုးဆက်သစ်ကစားသမားတွေအတွက်ပါကြီးမားတဲ့ motivation တစ်ခုဖြစ်စေမှာပါ။အခုဆိုရင်တော့မြန်မာ USMD အသင်းကအာရှရဲ့အကောင်ဆုံး16သင်းစီးရင်လေးကိုဝင်ရောက်သွားပြီဖြစ်ပါတယ်။ ရှေ့ဆက်ပြီးတော့လည်းကမ္ဘာဖလား USMT World Cup ဝင်ခွင့်ရတဲ့ team မျှော်မှန်းလို့ရတဲ့အခြေအနေကိုရောက်ရှိနေပါပြီ။ဦးစောစောရဲ့ပံ့ပိုးမှုနိုင်ငံတော်ရဲ့ချီးမြှင့်မှုနီးပြဖွဲ့ရဲ့နီးပြဟွာနဲ့ကစားသမားတွေရဲ့ဇွဲလုံးလားတွေပေါင်းစပ်လိုက်တဲ့အခါမှာမြန်မာဘောလုံးလောကရဲ့ရွှေရောင်နေရက်တွေစီကိုပြန်သွားနိုင်ဖို့နှီးစက်လာပြီလို့ခန့်စားရပါတယ်။ပရိသတ်ကြီးရောဒီကစားသမားလေးတွေရဲ့ကြိုးစားမှုနဲ့သူတို့ရရှိခဲ့တဲ့ထိုက်တန်တဲ့ဆုလက်တွေပေါ်မှာဘယ်လိုမြင်ကြပါသလဲ။ဦးစောစောရဲ့အခုလိုမျိုးအားကစားဘက်ကိုဒီဇိုင်းမမတ် ပန်ပိုးပင်းနေဖို့ပေါ်မှာပြည်သက်တို့ရဲ့အမြင်ကိုလည်းမှတ်ချက်ပေးခဲ့ပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်